ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Veronica အနေနဲ့ Champion လူပွဲထိုးတက်သွားရမှာလားဆိုတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ် One Championship ကလာမယ့်ဂျွန်လ6ရက်နေ့မှာဆိုရင်1 5နဲ့32ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာတော့မြန်မာ Fighter တွေပါဝင်ထိုးတက်သွားမှာမဟုတ်ပါဘူးတို့ပေမဲ့ထူးထူးခြားခြားထူးခြားတာလေးတွေရှိနေပါတယ် 1 final 32ပြိုင်ပွဲမှာအထူးကခေါင်းပွဲဖြစ်အတမွေတန်းမွေထိုင်းချန်ပီယံခပတ်လူပွဲဖြစ်ထိုးသက်ဖို့စီစဉ်ထားခဲ့တာပါလက်ရှိချန်ပီယံအလက်ရှာဟယ်လန်ရိုဒီဂွတ်နဲ့အင်ဆိုရီသူရှီရာကိုဟန်တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်တို့ပေမဲ့လက်ရှိအချိန်မှာအင်ဆိုရီသူရှီရာကိုဟန်ကဒဏ်ရာပြသနာကြောင့်အဲ့ဒီပြိုင်ပွဲကနှုတ်ထွက်လိုက်ရပါတယ်ပွဲကအရင်နီးကပ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာကိုအစားထိုးဝင်ကစားပေးမဲ့သူလည်းမရှိပါဘူး အဲ့ဒါကြောင့် promotion ဘက်က1 finite 32ရဲ့ခေါင်းပွဲကိုဖယ်ရှားလိုက်ရပါတယ် promotion တော်တော်များများကစင်ခေါ်သူတွေချန်ပီယံခပတ်လူကနေအချောင်းမင်းမျိုးကြောင့်နှုတ်ထွက်ရင်အဲ့ဒီ fighter တွေကိုပြန်ပြီးအခွင့်အရေးပေးတာရှားပါတယ်ဒါကြောင့်နောက်တစ်ချိန် isre fighter ကိုအခွင့်အရေးပေးလာမှာမဟုတ်တော့ပါဘူး one championship ကအဲ့ဒီပွဲပြတ်သွားပြီဆိုပြီးတင်ထားတဲ့ post အောက်မှာဆိုရင်ပရိသတ်တွေက Veronica နဲ့ပွဲတက်ပေးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့မှတ်ချက်ပေးနေကြပါလေဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်လေးကိုအနည်းငယ်သုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ဝမ်းချန်ပီယံရှစ်ကလက်ရှိချန်ပီယံအလက်ရှာဟဲလန်ရူဒီကွတ်ကိုဘဲဖိုင်တာနဲ့ပွဲတက်ပေးမလဲဆိုတာစောင့်ကြည့်ရမှာပါ Veronica ကအခွင့်အရေးပေးလိုက်ရင်မြန်မာပြည်သက်တော်တော်များများကသဘောကျမှာအမှန်ပါပဲ။သို့ပေမဲ့ Veronica က1 championship မှာတပွဲပဲနိုင်ပွဲယူပြထားရသေးတာပါ။ record ပိုင်းအကြည့်မဲ့ဆို Veronica ကို champion လူကတဲပေးရနိုင်လောက်တဲ့ထိ record ကကောင်းကောင်းရှိမနေသေးပါဘူး။ Veronica နောက်ထပ်နှစ်ပွဲလောက်တည်ကြပေါက်နိုင်မှသာ champion ခပ်လူ့ဝင်ကိုထိုးသက်ခွင့်ရမှာဖြစ်ပါလိမ့်။ အစင်ကြော်ပြီးချန်ပီယံလူဝဲထိုးတဲ့ရင်မမျောလင့်ထားတဲ့တွေလည်းဖြစ်သွားနိုင်ပါတယ်ဖိုင်တာတော်တော်များများကကလကအဖွင့်ဝင်မှာပဲချန်ပီယံလူပွဲတွေထိုးကြအဲ့လိုထိုးပြီးတော့လေရှုံးမွေးတွေကြုံတွေ့ပြီးတော့မှတပြေးပြေးနဲ့အခွင့်အရေးတွေကိုလက်လွတ်ခံလိုက်ရတာပဲများပါတယ်ချန်ပီယံကမ္ဘာကိုတန်းရသွားတဲ့ဖိုင်တာဆိုတာရှားပါတယ်ဒါကြောင့်မလို့ဗရိုနီကာအနေနဲ့လက်တဆင်းချင်းနိုင်ပွဲတွေပုံပေါ်ရင်ချန်ပီယံကမ္ဘာလူပွဲစီရောက်သွားတာကောင်းပါတယ်လက်ရှိချန်ပီယံအလက်ရှာဟယ်လန်ရိုဒီဂတ်ကလည်းခေသူဖိုင်တာတူမဟုတ်ပါဘူး Stan Fader လိုထိုင်းနာမည်သောအမျိုးသမီး fighter ကိုအနိုင်ပြထားပြီးလုံးဝရှုတ်ထွက်ထားလို့မရတဲ့ fighter တယောက်ပါ one championship လို့စင်မြင့်ထက်မှာ champion ခပ်ကိုနှစ်ရှိလာများကင်ထားတဲ့ဆိုကြတဲ့ကအလုံးဝအထင်သေးလို့မရဘူးဆိုတာပြည်သက်တွေသတိထားမိမယ်ထင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကရင်လုံးဝမဲ့ Veronica အနေနဲ့ဖြည်းဖြည်းနဲ့မှန်မှန်သွားတာပိုကောင်းမယ်ထင်ပါတယ်။ဒါပေမဲ့ one championship ကလိုအပ်လာရင်ဒီပွဲကိုဖန်တီးလာမလားဆိုတာနဲ့စောင့်ကြည့်ရမှာပါ။အတမ်မွေတမ်မွေထိုင်းမှာကလည်း Veronica လိုမျိုးစွမ်းဆောင်ရင်ကောင်းတဲ့ fighter ပရိသတ်ဝင်ရမှုအပြေအဝရှိတဲ့ fighter တွေကရှားပါတယ်။ဒါကြောင့်မလို့ Veronica ဟိုသာ champion လူပွဲဖန်တီးပေးလိုက်ရင် promotion ကရရှိလာတဲ့အကျိုးအမြတ်ကနည်းမှာမဟုတ်ပါဘူး။ဒါကြောင့် promotion ကစီးပွားရေးဆန်ဆန်တွက်မယ်ဆိုရင်တော့ဒီပွဲကသူတို့တို့အကျိုးအမြတ်တွေအများကြီးရလာမယ်ပွဲဖြစ်ပါတယ်။ promotion နေနဲ့ fighter ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒီပွဲက Veronica အတွက်ပေးလို့မရသေးပါဘူး။ဘာကြောင့်လဲဆိုတော့ Veronica ကအခုမှတပွဲပဲအနိုင်ရရှိသေးတာပါ။ဒါကြောင့်မလို့ promotion နေနဲ့ဘလို့ကင်တွေသွားမလဲစောင့်ကြည့်ရမှာပါ။ အလေရှာဟယ်လန်ရိုဒီကွတ်ကလည်းပွဲထိုးခြင်းတွေလောက်ပါပြီ။ရိုနီကာရဲ့ပွဲကလာမယ့်9လပိုင်း10လပိုင်းလောက်မှာထိုးသက်ရနိုင်ရရှိပါတယ်။ရိုနီကာနေနဲ့ဘလို့ပွဲမျိုးထိုးသက်ရမလဲစောင့်ကြည့်ရမှာပါ။ပရိုမိုးရှင်းဘက်ကအလက်ရှာဟယ်လန်ရိုဒီကွတ်နဲ့ပဲချန်ပီယံခပ်ဘက်တူဝဲတည်ပေးမလား။ဒါမှမဟုတ်ရိုနီကာကိုထပ်မံစမ်းသပ်သွားအောင်မလားဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ပရိသတ်ဒီနေနဲ့ရောဘလို့ထင်မြင်ယူဆမိပါလဲ။မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဆွေးနွေးပြီးခဲ့လို့ရပါတယ်ခင်ဗျာ။ ကျွန်တော်အနေနဲ့လေဗရိုနီကာရဲ့ပွဲထူကြတာရှင်ထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုလေးပါတော့ဒီလောက်ပါပဲလာမယ့်နေ့တွေမှာလေ MMA လောကနဲ့အာဂဇာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ subscribe လုပ်ရတဲ့ subscribe လို့တွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပြရှင်မယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ